လူတွေဟာအမားလုတ်တက်တယ်ဆိုပေမဲ့မမားတော်ရှင်နေမသေးတော်စေသမားလို့ပြောကြပေမဲ့လို့တချို့တလေကိစ္စတွေကြတော့တစ်ချက်မားတာနဲ့တစ်သက်လုံးပေးဆက်ရတာအဲ့တော့ကိုတိရှိထားရမှာကကိုဘဝကိုဂုံတိခါရှိစွာယက်တီဖို့တာလည်းအရေးကြီးတယ်တင်းငိမ့်တဲ့ဘဝရဖို့စူးစမ်းနေဖို့တာလည်းအရေးကြီးတယ်စားခြင်းရင် စားနိုင်ရမယ်။သုံးကျင်ရင်သုံးနိုင်ရမယ်။လူကျင်ရင်လူနိုင်ရမယ်။ဒါပဲအဖြုံးမပါစေရဘူး။ဖြုံးတီးတဲ့ကိစ္စပါလာပြီဆိုရင်တော့အမားတွေစပြီးတော့ကျူးလွန်လာတာပဲ။မလိုအပ်တဲ့နေရာတွေမှာဖြုံးတီးပြတာကြွားဝါလိုလို့မလိုအပ်ဘဲနဲ့ဖြုံးတီးပြတာအထာရီကအလကားပဲ။ပြစ္ဆုတ်ပံတမလွန်ဘာကောင်းကျိုးမှလည်းမပေးသလိုသုံးဆွဲပြီးသွားတဲ့အခါမှလည်း ဘသူမှမအကျိုးတရားမရဘဲနဲ့အတလွတ်ရေထဲတောင်းလိုက်သလိုပဲအဲ့တော့အဖြုံးတွေများပြီးတော့ဘဝရိုင်နေသွားတာတွေလေအများကြီးရှိတယ်အရှိကိုသာတံပိုးထားပါဒီအရှိကိုထပ်ပြီးတော့မဖြုံးပါနဲ့ဒီအရှိတရားကနေတိုးပွားလာအောင်သာကြိုးစားပါတိုးပွားလာဖို့ကြိုးစားတယ်ဆိုတဲ့နေရာမှာလေမှန်ကန်သောနေနဲ့ဖြောင့်မတ်သောတဲ့မတ်သောနေနဲ့ကြိုးစားပါ တခြားသောမတရားသောဤပြောကျင်တာကတော့လောင်ကစားဤလောင်ကစားမှတ်ပြီးတော့ရှိတဲ့အရာကို တိုးအောင်ကြိုးစားမယ်လို့လှုပ်လိုက်ပြင်မယ်အဲ့ဒီလောင်ကစားကြောင့်ပဲတိုးမလာတဲ့အပြင်ရှည်ရင်းစွဲတွေပါကုန်ပြီးတော့လုံးလုံးဒုက္ခရောက်သွားရတဲ့သူတွေအများကြီးပဲအမားမခံဘူးလောကကနည်းနည်းမှားတာနဲ့ခြေတလန်းမှားတာနဲ့ဘဝတစ်ခုလုံးပြတ်သွားတတ်တယ်အဲ့အမားတွေတဲမှာအယုံလွယ်ခြင်းလည်းပါတယ်အယုံလွယ်တယ်ဆိုတဲ့အရာကလည်း တခါလေးပဲယုံလိုက်မိတာပါဒါပေမဲ့တဘဝလုံးအဖတ်ဆယ်လို့မရတော့အောင်ပြက်စီသွားတာတွေရှိတယ်အဲ့တော့အမမခံဘူးတတိမလွတ်နဲ့အပြောလဲဒီအတိုင်းပဲစိတ်လိုလက်ရနဲ့ပြောမိတဲ့အမားတစ်ခုစကလုံးအမားတစ်ခုက ကိုယ်တသက်လုံးပြန်ပြီးတော့တောင်နလန်ထူလို့မရတော့အောင်ပြက်စီသွားစေတယ်လူတွေမေတ္တာတုံးစေတဲ့စကားမျိုး ပြောလိုက်မိတာမျိုးလူတွေရဲ့ဒုက္ခဒုက္ခတွေကိုကိုခြင်းမစားတဲ့စကလုံးမျိုးတုံးလိုက်မိတာမျိုး လူတယောက်ရဲ့ယုံကြည်ချက်ကိုချိုးဖဲ့လိုက်တဲ့စကားမျိုးပြောလိုက်မိတာမျိုးအမှုမဲ့အမှတ်မဲ့ပြောလိုက်တဲ့ဆိုပေမဲ့အဲ့ဒီစကားလုံးတစ်လုံးအမားဟာကိုသိခါကိုတသက်လုံးပြန်ပြီးတော့အဖတ်ဆယ်လို့မရအောင်ပျက်စီးသွားစေတတ်တယ်လူတွေရဲ့ယုံကြည်ကိုးစားခြင်းတွေပျက်စီးသွားတတ်တယ်လူတွေရဲ့လေးစားခြင်းတွေပျက်စီးသွားတတ်တယ်အဲ့ဒါတွေပျက်စီးသွားပြီးဆိုမှတော့ဘဝကဘာမှမဟုတ်တော့ဘူးဒါကြောင့်အမားမခံဘူးတတိမလွတ်နဲ့ ပြောတည်းသွားတည်းစားတည်းလာတည်းအမြဲတမ်းနေနေတာတော့တော်ကမကြောက်ဘူးလောကကမျက်လုံးတောက်ထောက်ကြည့်နေတာအဝိဇ္ဇဝိတ္တကအစထောက်ထောက်ကြည့်နေတာပဝင်းကျင်ကိုဂယုစိတ်စရာမလိုဘူးဆိုပေမဲ့အေးအဲ့ဒီပဝင်းကျင်ကလည်းကိုယ့်ကိုနလမထူအောင်တတ်တတ်တယ်စကလုံးနဲ့တတ်တတ်တယ်ပဂတိလက်နက်နဲ့တတ်တာကသေခြင်းမသေမယ်အဲ့စကလုံးလက်နက်နဲ့တတ်တာကသေသွားတတ်တယ်နလမထူအောင်ကိုဒုက္ခရောက်သွားတတ်တယ်ဒါကြောင့်တတိဟုသည် ပိုသည်မရှိဘူးအမြဲတမ်းလိုအပ်နေတယ်အမားမခံဘူးတတိမလွတ်နဲ့တစ်ချက်အမားကိုပဲစောင့်နေကြတယ်ဆိုတာကိုလည်းတတိထားပါဒေါသမထွက်တတ်တဲ့သူကိုဒေါသထွက်အောင်ဆွပေးတတ်တယ်တာမန်ပဲကိုလည်းပုတုဇဉ်ပဲဒေါသထွက်တာဘာဖြစ်လဲလို့မပြောပါနဲ့အဲ့ဒီစင်ချင်မပေးပါနဲ့ကိုရဲ့ဒေါသမထွက်တတ်သောပုံရိပ်ကနေဒေါသထွက်တတ်တဲ့ပုံရိပ်တစ်ခုဖြစ်အောင်ဖန်တီးပြီးအဲ့ဒီအကွက်တစ်ကွက်တည်းပဲလူတွေကိုပြပြီးတော့ကိုကိုနာမည်ဖြတ်တတ်တယ် မတိနာမလဲတော့ဉာဏ်မရှိတဲ့သူတွေကအဲ့ဒီမဟုတ်တဲ့တဲ့တွေဘက်ကိုလိုက်တတ်တယ်အမားတဲ့တဲ့တွေကိုယုံတတ်တယ်ဒါကြောင့်မလို့စကလုံးတစ်လုံးနဲ့တတ်တတ်တယ်အနေအမားအပြောအမားအများကြီးဂယုဆိုင်ရတာဖြစ်တဲ့အတွက်တိုးတိုးတိတ်တိတ်နေတတ်ဖို့အရေးကြီးတယ်အမားမခံဘူးတတိမလွတ်နဲ့ဘဝပြတ်သွားတတ်တယ်ဒါကြောင့်မလို့အရာရာမှာတတိဝရှိရင်ဖြင့်ကိုကိုကိုအမြဲတမ်းစောင့်ရှောက်နိုင်ကြတဲ့သူတွေဖြစ်ပါစေ ဘေးရန်ကင်းကာကိုယ့်ဘဝရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းထားနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ။